ရှမ်းပြည်နယ်မြောက်ပိုင်းတိဘောမြို့နယ်အတွင်းကျေးရွာလေးရွာကလယ်မြေဧကပေါင်းတရာကျော်ကိုမြမစီးပွားရေးကော်ပိုရေးရှင်းက2000ခုနှစ်ကတည်းကတည်ယူခဲ့ပြီးရော်ချင်းငွေမပေးဘဲထပ်မံရောင်းချနေတဲ့အတွက်မူလပိုင်ရှင်တွေမကြေမနက်ဖြစ်နေကြပါတယ်။ဒီသတင်းကိုဒေါက်ခင်မင်းစောပေးပို့ထားပါတယ်ရှင်။ရှမ်းပြည်နယ်ပိုင်းမိုးတေကျေးရွာအုပ်စုတွေကနောင်တကြားမန်ကောင်းကုံရံပြင်းတိုင်းတဲ့ရွာလေးရွာကတောင်သူ49ဦးပိုင်ဆိုင်တဲ့လယ်မြေရမြေဧကပေါင်းတရာကျော်ကို ်မြမစီဝါရေးကော်ပိုရေးရှင်းက2000ခုနှစ်မှာတည်ဆည်ခဲ့ပြီးအခုနောက်ဆုံးမှာလဲမြတေဧကကို7350ရမြတေဧကကို7355တိနဲ့ရောင်းချနေတဲ့အတွက်မူလပိုင်ခြင်းတွေကမကျေနပ်ဖြစ်ကြတာပါကျမအဖွာပါလက်ထဲမှာခြာနာရငါဧကပါတော့တပြားမှကျမရော့ကျေးမှမရဘူးတထောက်တခုနှစ်ကတည်ယူခဲ့တဲ့အဲ့ဒီလေယာဉ်မြေတွေပေါ်မှာမြမစီပွားရေးကော်ပိုရေးရှင်း MEC က ဂေါ်ဒန်ကြောက်တူဖို့ထုတ်လုပ်နေတဲ့အတွက်မူလပိုင်ခြင်းတွေကရော့ကျေးရယူလိုမှုနဲ့တက်တော်ကိုယ်စားလှယ်ရုံးဘ ਹੁ လယာမြေစုံစမ်းရေးကော်မတီလယာမြေစီမံခန့်ခွဲမှုကော်မတီနဲ့တရားဥပဒေစိုးမိုးရေးကော်မတီတို့ကိုဥပဒေနဲ့အညီဆောင်ရွက်ပေးစီခြင်းကြောင့်ပြင်ပြခဲ့ပေမဲ့လည်းမထူးခြားခဲ့ဘူးလို့ပြောပါတယ်။သူလည်းကြောင်းကြတယ်ဟိုကလည်းမြို့မှာလည်းတော့အေးအရှင်းရှင်းနေကြောင်းကြထားတယ်ခင်ဗျာမြေစီးနေပါလေလည်းအားလုံးကြောင်းကြပါတယ်ခင်ဗျာဘာမှအရှင်းမလုပ်ပေးပါဘူးခင်ဗျာ2014ခုနှစ်မှာ တီဘောမြွန်နယ်လေယာဉ်စီမံခန့်ခွဲမှုဖွင့်တဲ့အာဏာပိုင်တချို့လာရောက်ကြည့်ရှုပြီးမူလပိုင်ရှင်တွေနဲ့တွေ့နေခဲ့ကြပါတယ်။အဲဒီနောက်2015ခုနှစ်နှစ်စာပိုင်းမှာလေခွန်တော်ပြေသာတပြနိုင်တဲ့မူလပိုင်ရှင်၁၁ဦးကိုတရေက9000လုံးနဲ့ရောကြီးပေးခဲ့ပါတယ်။ရောကြီးလက်ခံသည်ဖြစ်သေးလက်မခံသည်ဖြစ်သေးတိသိပိသားကိုပြန်လည်မပေးနိုင်ဘူးလို့ပြောခဲ့တဲ့အတွက်အဲဒီ၁၁ဦးကလက်ခံခဲ့ရတယ်လို့ပြောပါတယ်။ အခုနောက်ပိုင်းမှာငွေပြလဲကုမ္ပဏီနဲ့အေးသုံးလုံးကုမ္ပဏီကိုလဲမြေရမြေရောင်းချနေတဲ့အတွက်မူလပိုင်ခေ49ဦးသလုံးကထိုက်တဲ့ရောချင်းငွေဒါမှမဟုတ်သူတို့လေယာဉ်မြေတွေကိုပြန်လိုချင်တယ်လို့ DVB ကိုပြောပါတယ်ကျမခင်မင်းဆိုပါရှင်